ကြည့်ရှုနေကြတဲ့ပရိသတ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့တိုင်းစီးတီးမှာပရလောက6လမ်းမှုတွေရှိနေတယ်ဆိုတဲ့အပေါ်အသေးစိတ်ပြန်ပြောလာတဲ့တိုင်းစီးတီး project writer ဦးမြတ်မင်းရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်တို့ရဲ့ရွှေအောင်လန်း YouTube channel လေးကိုလည်း subscribe လုပ်ထားပြီးဖို့ပြောချင်ပါတယ်ခင်ဗျာအင်တာနက်လူမှုကွန်ရက်မှာလူပြောများနေတဲ့တိုင်းစီးတီးဟာဆိုရင်ရခင်ကတင်းချိုင်းမြေအဟောင်းဖြစ်တာကြောင့်ပရလောကသားတွေနဲ့ဆက်နွယ်မှုရှိနေတယ်ဆိုပြီးတော့လူပြောများနေကြတာဖြစ်ပါတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လူအများကြီးဝေဖန်မှုတွေရှိနေသလို တိုင်းစီတီရှိကညောင်ဝင်ကြီးကလည်းဘသူမှမခုတ်ရဲပဲရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်အုတ်ကုတစ်ခုကလည်းဘလို့မှရှိမရပါဘူးတဲ့။ဒီလိုကောလာဟာလာတွေနဲ့ပတ်သက်ပြီးတော့အများသူငါကြားစိုးရိမ်တန်ရာတွေဖြစ်နေတာကိုအမှန်တိုင်းသိရှိအောင်လို့တိုင်းစီတီ project writer တူဖြစ်တဲ့ဦးမြတ်မင်းကမဟုတ်ကြောင်းပြောပြပါဗျ။ဒါကောလာဟာလာဖြစ်ပါတယ်။ညောင်ဝင်ကြီးကလည်းရခင်ကလေးကတက်တန်းရဲ့ညောင်ဝင်မို့မခုတ်လဲပဲတံမိုးထားတဲ့အရာဖြစ်ပါတယ်။အဆောက်အဦတွေနဲ့လုကင်းအောင်သာခုတ်လဲပြီးတော့ကျန်တာကိုခြံထားပြတယ်လို့ဆိုပါတယ်။ ဒီလိုအပင်ကြီးမျိုးရဖို့ကနှစ်ပေါင်းရာချီတာကြောင့်မခိုးရက်ပဲရှိနေတာလို့ဆိုပါတယ်။ဒါပြင်အုတ်ဂူတွေကိစ္စနဲ့ပတ်သက်ပြီးတော့လဲကားပါကင်အဝင်အခုံးအောင်မှာအုတ်ဂူတွေရှိနေတယ်ဆိုတာမဟုတ်ဘဲနဲ့တမင်ကိုကားသမားတွေတတိထားနိုင်အောင်အခုံးပြုတ်လုထားတာလို့ဆိုပါတယ်။ရခင်တော်ကတင်ချိုင်းဖြစ်ခဲ့ပြီးမဲ့နောက်ပိုင်းမှာကားဝဲစားလမ်းဖြစ်နေခဲ့တာ15နှစ်ခန့်ရှိပြီလို့လဲသူကဆိုပါတယ်။အဆောက်အဦအတွက်မြေတူးတုံကတော့မြေအောက်6ဘီ9ဘီလောက်မှာအုတ်ဂူ9လုံးခန့်တွေ့ရပြီးမဲ့အခြားပရလောကနဲ့ဆက်ဆက်တာဘာတစ်ခုမှမကြုံခဲ့ရဘူးလို့ဖြေရှင်းခဲ့ပါတယ်။ မှန်တော့ဒီညော်မင်းနဲ့ပတ်သက်လို့ကခုတ်လို့မရဘူးရတယ်ဆိုတာဘာပဲပြတ်တယ်မရှိပါဘူးခုတ်ရင်ခုတ်ရှင်ခုတ်လို့ရတာဒါကြောင့်မို့လို့လည်းပဲစကားပြောကနဥတော်ကသူပရမတော်ကတော့မကုတ်ဘူးဆိုတဲ့ရည်ရွယ်ချက်ကိုပါရှိခဲ့ဘာဖြစ်လို့ရှိခဲ့တာလဲဆိုတဲ့အခါကျတော့ဒီရဲ့ဒီအမတ်တရအနေနဲ့စီမံကိန်းမှာစီမံကိန်းရဲ့ကနဥလက်ကျန်တစ်ပစ်တစ်ပစ်အနေနဲ့အမတ်တရအနေနဲ့ဒီမှာဒါကိုမကုတ်ပဲအပင်ကြီးရဲ့ကြီးတယ်ညောင်မင်လည်းဖြစ်တယ်တော့ဒီစီမံကိန်းရဲ့ကနဥကြီးရဲ့ ရှိနေခဲ့တဲ့အပြင်ရဲ့ဒီလိုအမှတ်ရလို့ထားချင်တယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့ကြရတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရွှေအောင်လန်းချန်နယ်ကနေတင်ဆက်ပေးနေကြဖြစ်တဲ့တုဒ္ဒရာသဗဟုတုဒ္ဒဝီဒီယိုလေးတွေဖြင့်လူပြောများနေတဲ့အမှုပညာသတင်းလေးကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့နောက်ထပ်ဗီဒီယိုလေးတွေလည်းဆောင်ကြည့်ပေးဖို့မမေ့ပါနဲ့နော်